မန္တလေးအုပ်ပိုထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့မုံရွာတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်တိုက်ပိတ်ပြစ်ဒဏ်ပေးခံနေရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဇူလိုင်လ၁ရက်နေ့မှာထုတ်ပြန်ပါတယ်။မုံရွာတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်အပါအဝင်ဒီအကျဉ်းသား200လောက်ကိုဇူလ12ရက်နေ့ကမုံရွာထောင်ကနေအုံပိုထောင်ကိုထောင်ပြောင်းခဲ့တာဖြစ်ပါတယ်။အဲ့လိုမျိုးထောင်ပြောင်းတဲ့အချိန်မှာပဲဒီအုံပိုထောင်အဝင်မှာနိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တာလို့ထောင်တွင်းသတင်းအရင်းမြစ်တွေကဆိုပါတယ်။တန်တုပ်တွေနဲ့ရိုက်နှက်ခဲ့တာလို့ PPNM ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။ကိုဝေမိုးနိုင်ကတန်တုပ်နဲ့အရိုက်ခံရပြီးတဲ့နောက်မှာနှစ်ဖူးကွဲတဲ့ဒဏ်ရာနဲ့သွေးထွက်လွန်ပြီးတော့တတိမိသွားခဲ့တယ်လို့လည်းဆိုပါတယ်။တတိမိသွားတဲ့ကိုဝေမိုးနိုင်ကိုဒီအရေးပေါ်ဆေးကုသမှု မပေးခဲ့တဲ့အပြင်ပေါ့လေဒီတတိပြန်ရလာတဲ့အချိန်မှာပဲတိုက်ပိတ်ထားလိုက်တာပါ။အခုဆိုရင်ထောင်ဝင်စာတွေ့ခွင့်လဲကန့်သက်ထားလိုက်တယ်လို့ဆိုပါတယ်။ ဒီနေ့အချိန်ထိခြေချင်းခတ်ပြီးတော့တီးခြားတိုက်မှာတိုက်ပိတ်ပြစ်ဒဏ်ပေးထားတာဖြစ်တယ်လို့ PPNM ကထုတ်ပြန်ပါတယ်